ဒါကပေကျင်းစီးပွားရေးဗဟိုချက် CBD ဖြစ်ပါတယ်။ဒါကတော့ place mall ပါ။မြောက်ထက်မှာအစားအသောက်တွေနဲ့ပြည့်နှံ့နေပါတယ်။ဒါပေမဲ့ရှေ့မှာရှိတဲ့ဆိုင်ဆိုင်ကဒီဝါလီခံသွားပြီးဘသူမှမငှားတော့ပါဘူး။ဒီဘက်မှာလည်းအတူတူပါပဲ။ဆိုင်တစ်ဆိုင်ပဲဖွင့်ထားပြီးအနာကနှစ်ဆိုင်ကဗလာကျင်းနေပါတယ်။ပထမတစ်မှာဆိုင်တစ်ဆိုင်ပဲလဲပတ်နေပြီးတဒန်းလုံးတိတ်ဆိတ်လုံးလို့ထူဆန်းနေပါတယ်။ကယောဂါမဖြစ်ခင်ကဒီနေရာကလူစုကလူစီကားပြီးအသက်ဝင်နေခဲ့ပါတယ် အခုတော့တရဲမျိုးလိုဖြစ်နေပါဗျ။ဒီဆိုင်တွေဟာအချိန်ကြာကြီးဗလာကျင်းနေပြီးငှားမဲ့သူမရှိတော့ပါဘူး။တစ်ထလုံးဖုံတွေတက်နေပါဗျ။ဒီလိုဆက်သွားရင် မောတစ်ခုလုံးပြီးဆုံးသွားနိုင်ပါတယ်။အောက်ထပ်မှာလည်းအလားတူပါပဲ။ဘသူမှမရှိတော့ပါဘူး။ဘလော့ဂါတယောက်ကပေကျင်းမျိုးလေကောင်ကဒီပုံစံတူနေရာတစ်ခုကိုလာရောက်လေပတ်ခဲ့ပြီးရေရောက်ထက်ကစားတော့ဆိုင်တွေကစားလို့မြင်းကြီးတက်နဲ့ပထမတက်ကအဝိထင်နဲ့စိန်ခံပစ္စည်းဆိုင်တွေအထိအများစုက ပိတ်ထားတာ ဒါမှမဟုတ်ပြန်လည်ပြင်ဆင်နေတာကို တွေ့ရှိခဲ့ပါတယ်။ဒီနေရာဟာပေကျင်းရဲ့စီးပွားရေးဗဟိုချက် CBD ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်နေပေမဲ့စီးပွားရေးခြေနေတွေတိတ်ဆိုးရွားနေလို့စိုင်းအများစုပိတ်သိမ်းခဲ့ရပါတယ်။ဒါကပေကျင်းမှာစားသုံးသူအသုံးစရိတ်တိတိတသားကြာဆင်းနေတာရဲ့ဆိုးရွားမှုကို ဖော်ပြပါတယ်။ဘန်နာရေးသုံးသက်သူတယောက်ကထောက်ပြခဲ့တယ်လို့ဒီနှစ်မှာစားသုံးသူတွေရဲ့အဆင့်ကျဆင်းမှုဟာထင်ထားတာထက်ပိုပါတယ်။ အရင်ကဆိုရင်အဆင့်မြင့်နေရာတွေကနေအဆင့်နှိမ့်တွေစီပြောင်းသွားတာမျိုးပဲရှိခဲ့ပေမဲ့အခုတော့တန်ပြီးမြေအောက်ထပ်ကိုရောက်သွားသလိုပါလူတွေကဒီလိုနေစဉ်ဘဝကိုမြေအောက်ထပ်မှာအလွန်နှဲပါတဲ့စားသုံးမှုလို့ခေါ်လာကြပါတယ်ပေကျင်းဂေါမိုးရဲ့ဒုတိယထပ်မှာလစာတလယွမ်2000ရတဲ့ရုံးဝန်တန်းအဆင့်မြင့်တွေဟာပို့ဆောင်ရေးဝန်ထမ်းတွေနဲ့အတူဆက်နှစ်ယွမ်တန်းထမင်းဘူးအတွက်အရှင်ပြိုင်နေရပါတယ်စတာဘတ်ရဲ့ဝင်ငွေတွေဆက်လက်ကျဆင်းနေတဲ့ချိန်မှာ ဈေးတက်တာတဲ့အခြားရွေးချယ်စရာဖြစ်တဲ့မစ်ချီရေကဲမုံနဲ့လက်ဖက်ရည်ဆိုင်ကတော့တရက်မှာခွတ်3000ရောင်းချရင်လင်းမြန်သွားချဲ့ထွင်နေပါတယ်။အရင်ကဆို ရုံးဝင်တန်းတွေဟာအ ਨੇ စုံဟိုက်တီကနေလေကင်းလက်ဖက်ရည်တောက်တော့တောက်ကြပါတယ်။ဒါပေမဲ့အခုတော့ဈေးအ ਨੇ စုံတောက်စရာတွေခက်စားလာပြီးလူတွေက သူတို့ရဲ့၃ရွံတန်းတောက်စရာတွေကိုယူလာကြပါတယ်။ရုံးကရေကဲအခမဲ့ယူလို့ရရင်လည်းယူပြီးဒါပဲလုံလောက်တယ်လို့ခံစားလာကြပါတယ်။ မကြသေးခင်နှစ်တွေတွင်အလှပြင်းတဲ့ဇမေညှက်ဆိုင်လုပ်ငန်းဟာ40ရာခိုင်နှုန်းယော့ချသွားခဲ့ပြီးလုပ်ငန်းတစ်ခုလုံးစိတ်တက်ကြနေပါတယ်။ဒါပေမဲ့ဆယ်ရွန်တန်းဇမေညှက်ဆိုင်တွေကတော့လှိမ့်မြန်သွားချက်ထွင်နေပြီးအမြဲတမ်းဖောက်သည်တွေနဲ့ပြည်နေပါတယ်။ဒီလိုအလွန်နှေးပါတဲ့စားသုံးမှုဘဝကိုအလौဒမားတန်းစားတွေပဲလက်ခံကျင့်သုံးနေတယ်လို့ထင်ကောင်းထင်ရပေမဲ့တကယ်မှာတော့ဒါဟာလူဒုတိယလုံးရဲ့လက်ရှိအခြေအနေကိုထင်ဟပ်နေပါတယ်။အလေတန်းလူတန်းစားတွေလည်းဒီလို လုံနေကြပါတယ်။ဘလော့ဂါတယောက်ကမကြသေးခင်က လေချောင်းလိုင်းတစ်ခုက68ရံတွန်းအလွန်ဈေးသက်သာတဲ့လက်မှတ်တွေကိုရောင်းချခဲ့ပြီးမိနစ်ပိုင်းတွင်ရောင်းထွက်သွားခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဒီလက်မှတ်တွေကိုဘသူတွေဝယ်ခဲ့တယ်လဲ။ data ကြီးတွေရာလက်မှတ်ဝယ်ယူသူတွေရဲ့26ရာခိုင်နှုန်းကျော်ဟာတရဝင်းပထမရန်လက်မှတ်နဲ့ခရီးသွားမှုသူတွေဖြစ်နေပါတယ်။ Motor High ရဲ့ store share ဈေးကွက်ဟာတစ်ချိန်ကထိုးထိတ်မှရှိခဲ့ပေမဲ့အခုတော့တစ်ဝက်လောက်ကျဆင်းသွားပါတယ်။ဒါအပြင်3ရံတန်း YNB BR တွေဟာ အစဉ်ပြေစတိုးတွေမှာပင်မရွေးချယ်မှုဖြစ်လာပါတယ်။တမန်ယိုးကြာစီစဉ်ရဲ့တင်ကြတာဖြစ်တဲ့စိန်တွေတောင်လူကြိုက်မများတော့ပါဘူး။၂023ခုနှစ်မှာစိန်တကယ်ရက်ရဲ့ဈေးဟာ30ရာခိုင်နှုန်းကျဆင်းခဲ့ပြီး2024ခုနှစ်မှာနောက်ထပ်24ရာခိုင်နှုန်းထပ်ကျသွားကာဈေးကွက်စင်းနှုန်းတွေဆက်လက်ကျဆင်းနေပါတယ်။စိန်ဆိုင်တွေရုန်းကန်နေရချိန်မှာ996ယွမ်တန်ရွှေနဲ့ဖော်ပြလက်ဝေးရန်တော်တွေကလက်ထက်မဲ့လူငယ်တွေအတွက် ထိတ်တန့်ရွေးချယ်မှုဖြစ်လာပါတယ်။ လူငယ်တွေဘာကြောင့်အခုချိန်မှာသုံးဆွဲဖို့တွန်းဆုံနေကြတာလဲအဓိကအကြောင်းရင်းကတော့စီးပွားရေးကြဆင်းမှုပါလူတွေမှာငွေသိမ့်မရှိတော့ပါဘူးဒါအပြင်အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲရဲ့အနာဂတ်မသေးချာမှုကြောင့်စီးပွားရေးပေါ်ယုံကြည်မှုမရှိကြတော့ဘဲဝယ်ယူမှုတွေလုပ်ဖို့တွန်းဆုံနေကြပါတယ်ဒါဟာမှန်ဆချက်တစ်ခုတသက်မဟုတ်ပါဘူးတရုတ်အာဏာပိုင်တွေကမကြသေးခင်ကထုတ်ပြန်တဲ့ data တွေအရဝင်ငွေတည်ငြိမ်တယ်လို့လူသိများတဲ့ ပေကျင်းမြို့ခံတွေတောင်သုံးဆွဲမှုကိုစီစဉ်လာကြပါတယ်။ဧပြီလ17ရက်မှာပေကျင်းရဲ့စည်ရင်းရင်ဘူရိုကမက်ရှလာအတွက်စားသုံးကုန်ပစ္စည်းလက်လီရောင်းချမှုကိုကြေညာခဲ့ပြီးရခင်နှစ်ကထက်ပိုတသမ900ခန်းလုံးကျဆင်းခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာမကြာသေးခင်နှစ်တွေအတွင်းအကြီးမားဆုံးကျဆင်းမှုပါ။အဓိကစားသုံးကုန်မျိုးစား၁၁ခုနဲ့ရွှေနဲ့ဖော်ပြလက်ဝဲရေနာမှလွဲလို့ကျန်တဲ့အားလုံးဟာတိတိတသားကျဆင်းခဲ့ပါတယ်။ဥပမာဆက်သွယ်ရေးပစ္စည်းတွေ38ရာခိုင်နှုန်း ရေကြိမ်းမှုနဲ့ရုံသုံးပစ္စည်းတွေ22တက်တမ600ခန်းလုံး၊ကားရောင်းချမှု20000ခန်းလုံး၊အားကစားနဲ့ဖျော်ဖြေရေးပစ္စည်းတွေ18တက်တမ600ခန်းလုံး၊ရေနံထွက်ပစ္စည်းတွေ14တက်တမ600ခန်းလုံး၊နေစဉ်သုံးပစ္စည်းတွေ7300ခန်းလုံး၊အလှကုန်တွေ10တက်တမ900ခန်းလုံးစတဲ့ကြာဆင်းမှုတွေရှိခဲ့ပါတယ်။ဒါကလူတွေမှာဖုန်းအဆင့်မြင့်ဖို့တော့ငွေမရှိတော့တာကိုဖော်ပြပါတယ်။ကွန်ပျူတာလိုပစ္စည်းတွေတောင်မဝယ်ကြတော့ပါဘူး။ ကျမ်းမာရေးနဲ့အားလက်ချိန်အတွက်သုံးဆွဲမှုလဲညွန်နေလာပါတယ်။ဒါပေမဲ့ရွှေနဲ့ဖော်ပြလက်ဝဲကျင်နာကတော့ရခိုင်နှစ်ကထက်28.500ခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါတယ်။ဒါပေမဲ့ဒီတိုးတက်မှုဟာစားသုံးသူတွေရဲ့ဝယ်ယူနိုင်စွမ်းအားပြန်လဲနလန်ထူလာတာကိုမဆိုလိုပါဘူး။ဒါဟာပြီးခဲ့တဲ့နှစ်တွင်ရွှေစင်းနှုန်း90ခိုင်နှုန်းကျော်မြင့်တက်လာတာကြောင့်ပါ။တနည်းအားဖြင့်ရောင်းချတဲ့တန်ဖိုးအစားရောင်းချမှုပမာဏကိုကြည့်မယ်ဆိုရင်ရွှေနဲ့ဖော်ပြလက်ဝဲရန်နာရဲ့စားသုံးမှုလည်းကျဆင်းနေပါဗျ။ ဒါကဘယ်စားသုံးကုန်မျိုးစားမှတကယ့်တိုးတက်မှုမရှိဘူးဆိုတာကိုဖော်ပြပါတယ်။ထက်ပြီးဆက်လက်ဖြစ်ပေါ်နေတဲ့စီးပွားရေးကျဆင်းမှုနဲ့အနာဂတ်မသေးချာမှုတွေကြောင့်လူများစွာဟာရွှေကိုအကာအကွယ်တစ်ခုအနေနဲ့ရှာဖွေနေကြပြီး၎င်းကိုတကယ့်စားသုံးမှုထက်ရင်းနှီးမြှုပ်နှံမှုအဖြစ်မှတ်ယူနေကြပါတယ်။ဒါကြောင့်လက်ဝဲရတနာလုပ်ငန်းဟာတိတာတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။2025ခုနှစ်ဧပြီလမှာနိုင်ငံတကာရွှေစင်းနှုန်းဟာတအောင်ဆမြင် 3489ဒေါ်လာကျော်လွန်ခဲ့ပြီးတရုတ်ရွှေလက်ဝယ်ရန်နာဈေးနှုန်းကတော့1ဂရမ်လျှင်1060ယွမ်ကျော်လွန်ခဲ့ပါတယ်။ဒါပေမဲ့ရွှေဈေးနှုန်းတွေမြင့်တက်လာတာကတရုတ်ရဲ့လက်ဝယ်ရတနာဈေးကွက်ကိုအားမဖြည့်ပေးခဲ့ပါဘူး။ဂျင်ဂျိုးမျိုးကလက်ဝယ်ရတနာအမှတ်တံဆိပ်တစ်ခုရဲ့ဒေတာဆိုင်ရာမန်နေဂျာတစ်ယောက်ကရွှေချောင်းတွေဟာဝယ်လိုအားများနေပေမဲ့တမယိုးကြလက်ဝယ်ရတနာအမှတ်တံဆိပ်တွေကစိုင်းပိတ်သိမ်းမှုလှိုင်းနဲ့ရင်ဆိုင်နေရပြီးလက်ဝယ်ရတနာဈေးဝယ်စင်တာချို့မှာစိုင်းတစ်ဝက်လောက်ဗလာကျင်းနေတယ်လို့ပြောပါရတယ်။ လက်ဝဲရတနာလုပ်ငန်းမှာတက်တန်းရင်ဝင်တဲ့မစ္စတာဝမ်ကတော့ရွှေစင်းနှုတ်တွေမြင့်တက်လာပေမဲ့ရွှေရဲ့ကုန်ကျစရိတ်ကပိုမြင့်လာတာကြောင့်အမျက်ဆုံးရဖို့မျှော်လင့်လို့မရဘူးလို့ဆိုပါတယ်။အမျက်ဆုံးဟာအလွန်ပါလျပြီးဆုံးရှုံးနိုင်တဲ့အန်ဒီရဲကမြင်မာလာတာကြောင့်ပိုပိုပြီးခက်ခဲလာနေပါတယ်။ဂျီဒိုနိုင်ငံကလက်ဝဲယန္တနာကုံသွေးရေးစင်တာရဲ့ဥက္ကဋ္ဌလီကြည်ကွန်ကလက်ဝဲယန္တနာလုပ်ငန်းဟာမကြုံစဖူးရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ပြောပါရယ် လက်ကားအမျက်က100ခိုင်နှုန်းအောက်မှာရှိပြီးလက်လီအမျက်နေချိန်က100ခိုင်နှုန်းအောက်မှာပဲရှိပါတယ်။ဒါပေမဲ့စုစုပေါင်းကုန်ကြစိတ်က100ခိုင်နှုန်းကျော်နေပါတယ်။ဂျင်းရွယ်လက်ဝဲရနာဈေးဝယ်စီတီရဲ့ဥက္ကဋ္ဌမာချန်းကလည်းဒီနှစ်မှာဆိုင်ပိုင်ရှင်တော်တော်များများရုန်းကန်နေရပြီးတင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့လုပ်ငန်းဖိအားတွေကြောင့်အခက်အခဲတွေရှိနေတယ်လို့ပြောပါရယ်။လုပ်ငန်းတွင် လူတချို့ကတော့ လက်ဝဲကျန္တနာလုပ်ငန်းဟာမကြုံစဖူးပြန်လည်ပြင်ဆင်မှုကြီးတစ်ခုနဲ့ရင်ဆိုင်နေရပြီးအမှတ်တရစိတ်တွေရောလက်ဝဲကျန္တနာဈေးဝယ်ဆန္ဒတွေပါဈေးကွက်မှာရှင်သန်မနေနိုင်ပဲဖယ်ထုတ်ခံနေရတယ်လို့ယုံကြည်ကြပါတယ်။စားတောက်ဆိုင်လုပ်ငန်းဘက်ကိုကြည့်လိုက်ရင်မက်လာမှာစားတောက်ဆိုင်ဝင်ဝင်ဟာရခင်နှစ်ကထက်300ခန်းလုံးကျဆင်းခဲ့ပြီးစံနဲ့စီထွက်ပစ္စည်းတွေရဲ့ရောင်းချမှုကတော့100ခန်းလုံးအနည်းငယ်တိုးတက်ခဲ့ပါတယ်။ဒါကလူတွေပြင်မာထမင်းစားတာနဲ့လာပြီးစားတောက်ဆိုင်တွေတွင်တွင်ပိတ်သိမ်းနေတာက ဒီလမ်းကြောင်းကိုအတည်ပြုပေးပါတယ်။ပေကျင်းမြို့ခံမစ္စတာချန်က Radio Free Asia ကိုပြောပြရမှာဆိုင်တွေနဲ့စားသောက်ဆိုင်တော်တော်များများပိတ်သွားပြီးယူသွားစားလို့ရတဲ့လုပ်ငန်းတွေပဲတပ်ဝင်နေတယ်လို့ဆိုပါတယ်။သူကပေကျင်းမှာအရင်ကလူစီကားတဲ့မြင်ကွင်းတွေမရှိတော့ဘူး။အခုတော့နေရာအများစုပိတ်ထားပြီးဆိုင်တော်တော်များများကနှားဖို့ရနိုင်နေတယ်လို့ပြောပါတယ်။မစ္စတာချန်ကသူ့ရဲ့လက်ရှိဘဝကိုအတုံးချိန်တိုင်းကိုတွက်ချက်နေရတယ်လို့ဖော်ပြပြီး လိုအပ်တဲ့အရာတွေပဲဝယ်တော့ပြီးသုံးစွဲမှုကိုတဝက်လောက်လျှော့ချလိုက်တယ်လို့ဆိုပါရတယ်။သူကအ ਨੇ စုံတဝက်လောက်တင်ထားနိုင်ခဲ့ပါတယ်။ဇိမ်ခံပစ္စည်းတွေမဝယ်တော့ဘူး။အခုကဘိုက်ပြေဖို့ပဲစဉ်းစားပါတယ်။တခြားဘာမှမတွေ့တော့ဘူး။အရင်ကထိမချီယိုမီသားစုနဲ့စားတောက်ဆိုင်ကိုရန်ဖန်ရန်ကသွားလိမ့်ရှိပေမဲ့အခုတော့အိမ်မှာပဲချက်ပြုတ်စားတာများတယ်လို့ပြောပါရတယ်။အိမ်မှာချက်ပြုတ်စားတာကအပြင်မှာထမင်းစားတာထက်တိတိတသာဈေးသက်သာပါရတယ်။ပေကျင်းမြို့ခံမစ္စတာချန်က Radio Free Asia ကိုပြောပြရမှာပေကျင်းမှာဆိုင်းအတော်များပိတ်သွားပြီးအချို့ကအစိုးရရဲ့အလွန်ကျုံဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့်ဖြစ်တယ်လို့ဆိုပါရယ်ဥပမာဝင်ဝင်နေတဲ့လူဒန်းသားတွေကိုဖယ်ရှားတာမျိုးပါပေကျင်းရဲ့အရင်ပါတီအတွင်းရေးမှူး KLG လက်ထက်မှာလမ်းဘေးရောင်းချသူတွေဖြစ်တဲ့ပေါင်မုတ်ဖုတ်ဝတ်ဦးကျောင်းနဲ့အေးဆက်ဆက်ခေါက်ဆွဲတွေလို့အလုံသမားတွေကြိုက်တဲ့အစားအစာတွေရောင်းနေသူတွေတဖြည်းဖြည်းပျောက်ွယ်သွားခဲ့ပါရယ်အခုတော့စားသုံးသူတွေရဲ့ဝယ်ယူနိုင်စွမ်းအားမလုံလောက်တာကြောင့် စားတောက်ဆိုင်တော်တော်များများလုပ်ငန်းကျဆင်းနေရပြီးဆက်လက်ရှင်သန်နိုင်မှုမဖြစ်နိုင်တော့သလိုဖြစ်နေပါတယ်။မစ္စတာချန်ကပေကျင်းမှာမကြာသေးခင်နှစ်တွေအတွင်းစီးပွားရေးကျဆင်းမှုဟာအစိုးရရဲ့မူဝါဒအမှားတွေနဲ့ဆက်ဆက်နေတယ်လို့လည်းပြောပါတယ်။အထူးသဖြင့်ဝင်ငွေနည်းသူတွေကိုဖယ်ရှားကကိုဗစ် -19 ကပ်ရောဂါရဲ့ကြာရှည်ပိတ်ဆို့မှုတွေကာဝယ်ဆေးပြဿနာတွေကြောင့်တည်ဆုံးသူဥယျာဉ်များပြားခဲ့တာတွေပါ။ဒါကြောင့်စီးပွားရေးလုပ်ငန်းတော်တော်များများကရင်းနှီးမြှုပ်နှံမှုတွေရုံသိမ်းသွားတာ၊ပိတ်သိမ်းသွားတာ ဝင်တန်းနဲ့လာတာတွေရှော့ချလိုက်ရတာတွေရှိခဲ့ပါတယ်။ပေကျင်းမှာနေထိုင်သူလူဦးရေနှဲပါလာတာနဲ့မြားသုံးဆွဲနိုင်တဲ့ဝင်ငွေရှိသူတွေတိတိတသားယုံနေလာပြီးဈေးဝယ်စင်တာတွေဟာလူသူကင်းမဲ့နေပါတယ်။စားတောက်ဆိုင်လုပ်ငန်းဟာလည်းပိတ်သိမ်းမှုတွေများပြားခဲ့ပြီးတချိန်က ပေကျင်းနဲ့ရှန်ဟိုင်းမှာစီကားခဲ့တဲ့လမ်းတွေဟာအခုတော့စိတ်ငြိမ်နေပါတယ်။1980ပြည့်လွန်နှစ်မှာမြို့ဖွားခဲ့တဲ့ ပေကျင်းရဲ့အလဲတန်းလူဒန်စာတအူကသူ့ရဲ့ကိုရီးကိုရာအတွေ့အကြုံနဲ့ ပေကျင်းရဲ့အလဲတန်းလူလန်းစားတွေရဲ့စားသုံးမှုအဆင့်ကျဆင်းမှုပေါ်အမြင်တွေကိုမျှဝေခဲ့ပါတယ်။အခုပေကျင်းရဲ့အလဲတန်းလူလန်းစားရဲ့တုံးဆွဲမှုပုံစံကဘလို့ဖြစ်နေသလဲ။ထိတ်တန်းတက်ကတူကဘွဲရရီပေကျင်းမှာဆယ်နှစ်လောက်လုပ်လို့ပြီးကားတွေအိမ်တွေကလေးတွေနဲ့နေထိုင်နေသူတွေပါ။လွန်ခဲ့တဲ့နှစ်နှစ်ကပည့်ရဆိုကလေးတွေကိုစင်ချေဖုံးကိုခေါ်သွားတာပါ။စနေနေ့မှာထွက်ပြီးတ냐အိတ်ကတင်းငွေတွေမှာပြန်လာတတ်ပါတယ်။ဒါဟာတာမန်ဖြစ်လို့ တညာ2000ယွမ်နဲ့စင်ချေဖုံးကကောင်းတဲ့ဟိုတယ်တစ်ခုတောင်မရနိုင်ခဲ့ပါဘူး။မိသားစုအနေနဲ့တူအိမ်ကြီးတစ်လုံးကိုဝေးစားငှားပြီးအသားခင်ပွဲတွေလုပ်ကြတယ်၊တချင်းဆိုကြတယ်၊ကတ်ကစားကြတယ်။ကလေးတွေကလည်းအတူတူပြေးလွှားဆော့ကစားကြပါဗျ။အဲ့ဒီတုန်းကဒီလိုပိတ်ရက်တစ်ခုအတွက်အစားအသောက်နေရာထိုင်ခင်းဓာတ်ဆီစရိတ်တွေနဲ့ဆိုရင်မိသားစုတစ်ခုက2000ကနေ3000ယွမ်လောက်ကုန်ကြခဲ့ပါဗျ။အဖိုးအဖွားတွေပါလာပြီးအခန်းတစ်ခန်းထပ်ယူရရင် ကုန်ကြစရိတ်ကနှစ်ဆဖြစ်သွားပါဗျ။ အခုတော့အဲ့ဒီတငယ်ချင်းတွေလည်းပဲပန်းချံကိုသွားကြပါတယ်ကျွန်တော်ကတဲတလုံးပြီးတော့ပျော်ဝဲသားအစားအစာတွေယူလာပြီးအဆင်သင့်ဖြစ်ပါတယ်ပျော်ရွှင်မှုကတော့အရင်အတိုင်းပါပဲဒါပေမဲ့အရင်ကသုံးခဲ့တဲ့စေပုံတပုံလောက်ပဲသုံးပါတော့တယ်ဒါကကျွန်တော်တို့မိသားစုရဲ့သုံးဆွဲမှုအဆင့်ကြာဆင်းမှုပါဘလော့ဂါတယောက်ကလည်းစားသုံးမှုကြာဆင်းမှုဟာမိသားစုဘဝမှာတမကလုပ်ငန်းငယ်အတွင်းလူမှုဆက်ဆံရေးကိုပါနှက်ဆိုင်စွာထိခိုက်နေတယ်လို့ထောက်ပြခဲ့ပါတယ် အတိတ်ကာလကပေကျင်းမှာရှိတဲ့ဘန်နာရေးကျွမ်းကျင်ပညာရှင်တွေဟာ၎င်းတို့ရဲ့ခမ်းနားတဲ့စီးပွားရေးညသာစားပွဲတွေနဲ့နာမည်ကြီးခဲ့ပါတယ်။ဘန်နာရေးဖွဲ့စည်းတွေရဲ့ဝန်ထမ်းတွေအနေနဲ့၎င်းတို့ရဲ့ဖောက်တွေဟာညသောအဖြစ်အင်ချမ်းမြေကုမ္ပဏီကြီးတွေဒါမှမဟုတ်လူသိများတဲ့စည်ရင်းဝင်ကုမ္ပဏီတွေဖြစ်ပြီး၎င်းတို့ဆွေးနွေးတဲ့သဘောတူညီချက်တွေဟာရွံရာနဲ့ချီတန်းနဲ့ချီတန်ဖို့ရှိတတ်ပါတယ်။ဒီလိုအခြေအနေမှာဖောက်တွေကိုအိတ်ခန္ဓာအရက်တောက်ကြတာဖြော်ပြေးရေးစရိတ်တွေပြန်အမ်းလာတွေဟာနေ့စဉ်လုံယုံလုံစဉ်လို့ဖြစ်နေပါတယ်။ ညသာစားပွဲတစ်ခုရဲ့ကုန်ကြစည်ဟာစီမံကိန်းတစ်ခုရဲ့အောင်မြင်နိုင်ခြင်းနဲ့ရှင်ရင်တိတ်မထူးကြလာပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်နှစ်အတွင်းဘန်နာရေးကဏ္ဍမှာစီးပွားရေးညသာစားပွဲတွေဟာတိတိတတ်တာကျဆင်းသွားခဲ့ပါတယ်။ဒီရဲ့အဓိကအကြောင်းမှာ စီမံကိန်းတွေအောင်မြင်မှုခက်ခဲမှုတိတိတတ်တာတိုးလာတာပါ။စီးပွားရေးကျဆင်းမှုနဲ့တင်းကျပ်တဲ့မူဝါဒတွေကြောင့်စီမံကိန်းကြီးတွေရပ်တန့်နေရပြီးကုမ္ပဏီတွေကလည်းဖျော်ဖြေရေးစရိတ်တွေကိုခွင့်ပြုရမှာပိုပြီးတင်းကျပ်လာကြပါတယ်။ သူကမကြသေးခင်ကအရင်လှုပ်ဖို့ကင်ပဲတယောက်နဲ့ညသာစားရင် သုံးဆွဲမှုအဆင့်ဟာအရင်ကရဲ့စေပုံတပုံလောက်ပဲရှိတော့တယ်လို့ပြန်တွေးမိတယ်လို့ဆိုပါတယ်အစင်မြင်စားတောက်ဆိုင်တွေစားအုပ်စုလိုက်ွယ်တဲ့အထုပ်တွေကိုအသုံးပြုလာကြပြီးတချိန်ကတာမန်ဖြစ်ခဲ့တဲ့အလွန်ကျွန်စားတောက်ပွဲတွေဟာအတိတ်ရဲ့အရာတစ်ခုဖြစ်သွားပါတယ်ဒီပြောင်းလဲမှုဟာစားတောက်ဆိုင်လုပ်ငန်းရဲ့စုစုပေါင်းရုန်းကန်မှုတွေကိုထင်ဟပ်ပြပါတယ်ပေကျင်းမှာအလေလက်ဆင့်စားတောက်ဆိုင်တစ်ခုလဲပတ်နေတဲ့ပိုင်ရှင်တူကအလုံများနဲ့တစ်နှစ်လုံးပြီးတဲ့နောက် ပုံကြစိမ့်နဲ့ဝန်ထမ်းလာတာတွေနှုတ်ပြီးတဲ့အခါအမျက်ငွေ8400ယွမ်ပဲကျန်ခဲ့တယ်လို့ဖွင့်ထားပါဗျ။ပေကျင်းရဲ့စီးရင်ဘူရိုဒေတာရ2024ခုနှစ်မှာမြို့တော်ကအကြီးစားစားတောက်ဆိုင်တွေရဲ့အမျက်ငွေဟာအန်အားသင့်ွယ်88ရာခိုင်နှုန်းကျဆင်းခဲ့ပါဗျ။ဒီကနန်းဟာရုံရခတ်ပေမဲ့အလဲတန်းလူတန်းစားတွေရဲ့စားတောက်မှုအဆင့်ကျဆင်းမှုရဲ့အတိုင်းအတာနဲ့နီးကပ်စွာကိုက်ညီပါဗျ။လူမှုစားတောက်မှုမှာအဓိကအင်အားတစ်ခုအနေနဲ့ မျိုးဆက် Y generation Y အလဲတန်းလူတန်းစားရဲ့သုံးဆွဲမှုပုံစံတွေဟာဈေးကွက်လမ်းကြောင်းတွေကိုတိုက်ရိုက်တက်ရောက်မှုရှိပါတယ်။ဒီအုပ်စုရဲ့စားသုံးမှုပုံစံပြောင်းလဲမှုဟာပေကျင်းရဲ့ထုံးဒရစားသုံးသူဈေးကွက်ကိုစစ်မှန်သွားထင်ဟပ်ပြပါတယ်။ဒါဟာ match လအတွက်စားသုံးမှု data ပဲဖြစ်ပြီး American တရုတ်ခွန်စစ်ပွဲရဲ့တက်ရောက်မှုတွေအပြည့်အဝမပေါ်ပေါက်ခင်ပါပါ။ကုံတရေးစစ်ပွဲရဲ့လူတွေရဲ့ဘဝအပေါ်တက်ရောက်မှုဟာအပြည့်အဝထွက်ပေါ်လာဖို့ကြံရှိပါသေးတယ်။ တရုတ်နိုင်ငံရဲ့အနာဂတ်စားသုံးမှုအလားအလာဟာပိုပိုကွယ်ပြောက်လာနိုင်မယ်လို့မျှော်လင့်ရပါတယ်။ထင်ရှားတဲ့လေလာသူ G Fan ရဲ့မှတ်ချက်ကလည်းဒီလက်တွေကိုထပ်မံအတည်ပြုပါတယ်။မကြသေးရင်ကမြို့ပေါင်းများစွာကိုတွားရောက်ခဲ့ပြီးတဲ့နောက်သူက စီးပွားရေးဟာရေဘိုရအဖြစ်ထုံးတရနေပြီးသူပြောခဲ့တဲ့ လူတွေကဘသူမှဒီနှစ်မှာစီးပွားရေးဟာရခင်နှစ်ထက်ပိုကောင်းတယ်လို့မယုံကြည်ကြပါဘူး။ G Fan ကအမှုပညာလောကဟာလည်းပြင်းထန်စွာထိခိုက်ခံရပြီး အမှုပညာရှင်တရားကျော်ထွက်ခွာသွားခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ရှန်တုံအမှုပညာခရိုင်မှာတစ်နှစ်တွင်အမှုပညာရှင်ပေါင်းတရားကျော်ထွက်ခွာသွားခဲ့ပြီး၎င်းတို့ရဲ့လက်ရာတွေဟာများသောအားဖြင့်လှစ်လျူရှုခံခဲ့ရပါတယ်။စီးပွားရေးသမားများသောဒီဝါလီခံခဲ့ရပြီးစီးပွားရေးကြဆင်းမှုကယဉ်ကျေးမှုလုပ်ငန်းကိုပါထိခိုက်စေခဲ့ပါတယ်။သူကပေကျင်းရဲ့စားတောက်ဆိုင်လုပ်ငန်းရဲ့တာယာဝါပြောင်းမှုဟာအတိတ်ကာလရဲ့အရာတစ်ခုဖြစ်သွားပြီး ဈေးနှုန်းသင့်တဲ့နဲ့နာမည်ရင်းနှီးပြီးသားဆိုင်ခွဲစားတော့ဆိုင်တွေဒါဆက်လက်ရပ်တည်နိုင်နေရဲ့လို့လေ့လာတွေ့ရှိခဲ့ပါတယ်။ဥပမာအားဖြင့်ဈေးနှုန်းသင့်တဲ့မှုကြောင့်လူကြိုက်များတဲ့အိမ်တွင်းပုံစံစားတော့ဆိုင်တွေဖြစ်တဲ့တာယာလီနဲ့ကျင်ရှန်ရှောင်းလို့ပါ။ဒါပေမဲ့ဒီဆိုင်ခွဲစားသောက်ဆိုင်တွေတောင်အရင်ကလိုစီကားမှုကိုဆုံးရှုံးလိုက်ရပါတယ်။ဂျီဖန်ကတတိယမိတာကအရင်ကဆိုရင်ဒီစားသောက်ဆိုင်တွေမှာတန်းစီစောင့်ရတာတနားကြီးနှစ်နာရီလောက်တာမှန်ဖြစ်ခဲ့ပေမဲ့အခုတော့ဘယ်ချိန်တော်တော့ ထိုင်ဖို့နေရာအလွတ်တွေရှိနေပါတယ်။ G-Fan ကဝင်ငွေတွေတိတိတသားရော့ကျလာတာကြောင့်ငွေအနှဲငယ်ရှိသူတွေတောင်ဘဏ်မှာသိမ်းထားဖို့ပိုနှစ်သက်ကြပြီးစီးပွားရေးထက်မှန်ဆိုးရွားလာမှာကို စိုးရိမ်နေကြတယ်လို့လည်းပြောပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်မှာတရုတ်ရဲ့စီးပွားရေးနဲ့စားသုံးနိုင်စွမ်းအားကျဆင်းခဲ့ပေမဲ့နိုင်ငံရဲ့စုဆောင်ငွေတွေကတော့တကယ်တိုးလာခဲ့ပါတယ်။တရုတ်ဆိုရဟာအမေရိကန်ရဲ့အပြန်အလှန်အခွန်မူဝါဒတွေကိုပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ရည်တည်ချက်ယူထားပြီး အချိန်ချင်းလက်တုံပြန်ခဲ့ပါတယ်။ဒါပေမဲ့ဂျီဖန်ကပြည်ရင်းစီးပွားရေးဟာအာဏာပိုင်တွေပြောဆိုထားသလောက်တန်မာမနေဘူးလို့လေးလာတွေးရှိခဲ့ပါတယ်။သူကနိုင်ငံခြားကုန်သွယ်ရေးဟာအခြေခံအဖြစ်တဝက်လောက်ရပ်ဆိုင်းနေတယ်။အကယ်၍အမေရိကန်ရဲ့အပြန်အလှန်ခွန်တွေဆက်လက်ဖြစ်ပေါ်ပြီးအမေရိကန်နဲ့တရုတ်ကြားဆက်နွယ်မှုပြတ်တောက်သွားမယ်ဆိုရင်စီးပွားရေးလုပ်ငန်းတွေရဲ့80ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းလောက်ဟာအခွင့်အလမ်းမရှိတော့ပါဘူးလို့ဆိုပါတယ်။ ဂီဖန်ကပေကျင်းမှာစားသုံးမှုအဆင့်ကျဆင်းမှုဟာအစိုးရရဲ့တည်ငြိမ်မှုထိန်းသိမ်းရေးစနစ်ကိုပါထိခိုက်စေခဲ့တယ်လို့ဖွင့်ဟပါတယ်။တည်ငြိမ်မှုထိန်းသိမ်းရေးရမုံငွေတွေတိတိတသာရော့ကျလာတာကြောင့်အစိုးရဟာအများပြည်သူဝန်ထမ်းတွေရဲ့ခန်းထားတဲ့စားသောက်ပွဲတွေကိုတင်းကျပ်စွာကန့်သတ်ထားပါတယ်။ရမုံငွေတင်းကျပ်မှုကြောင့်သူ့ကိုစောင့်ကြည့်နေရတဲ့နိုင်ငံတော်လုံခြုံရေးဝန်ထမ်းတွေအတွက်စရိတ်ပြန်အမ်းရဖို့ခက်ခဲလာပါတယ်။အရင်ကဆိုရင်သူတို့ဟာငွေချေးပြီးနောက်မှပြန်အမ်းနိုင်ခဲ့ပေမယ့်အခုတော့ကိုယ့်ဘာသာကြိုတင်ပေးချေရပြီး ပြန်အငွေရဖို့6လအထိကြာနိုင်ပါတယ်။ဒါကြောင့်နိုင်ငံတော်လုံခြုံရေးအရာရှိတွေထဲမှာညှဉ်းညူမှုတွေပေါ်ပေါက်လာနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။